NMD channel ကိုနားဆင်အားပေးနေကြတဲ့ကြားရယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရကောင်းတဲ့ပရလောကဇာလံကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်ရမှာကတော့စာရေးဆရာဇေယနာရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဒေးစုံပါတိုင်းဆိုတဲ့ဇာလံလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။ နောက်မစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ပြီးနောက်မှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက် channel လေးကိုခုပဲစတင်လိုက်ပါပြီ။ခရီးတွေတွေအပြည့်တင်ဆောင်လာတဲ့ဟိုင်းလက်ကတစီဟာဖျားကြီးလန်းဆောင်ကနေဟွန်းတန်ပေးပြီးတော့ခက်ကြမ်းကြမ်းမောင်းနေသွားတာကြောင့်လမ်းဖြတ်ကူးဖို့လုပ်နေတဲ့အောင်မြတ်သားတို့ဆရာတပည့်တွေနောက်ကိုဆုတ်လိုက်ကြတယ်။ဒီကောင်ကကားမောင်းပြိုင်နေတဲ့ထင်နေလားမသိပါဘူး။ မောင်ကောင်းကမောင်းထွက်သွားတဲ့ကားကိုကြည့်ပြီးတော့ပြောလိုက်တဲ့အချိန်ကားခေါင်မိုးပေါ်မှာ ရေးရဲတောက်နေတဲ့အနီရောင်ဝိတ်ကိုဝစ်ဆင်ထားတဲ့လူတယောက်မတက်ရက်ပြီးစီးသွားတာကိုမြင်လိုက်ရပါတယ်။ခေါင်မိုးပေါ်မှာမတက်ရက်ပြီးတော့စီးရတယ်လို့ပြုတ်ကြမှဒုက္ခရောက်နေပါအောင်မယ်။ဟုတ်ပါခေါင်းလာရဲ့ဒီဘက်ကလူတွေများအကြောက်လန့်ကိုမရှိကြအောင်။မောင်ကောင်းနဲ့ခေါင်းလာတို့ရဲ့စကားကြောင့်အောင်မြတ်တာလှမ်းကြည့်လိုက်တဲ့အချိန်ဒေးစုံပါကိုသွားကြဒေးစုံပါကိုသွားကြ အဲ့လိုဆိုတဲ့အတန်ကိုထင်ထင်ရှားရှားကြားလိုက်ရတယ်။အောင်မြတ်သားကလည်းထူးဆန်းတဲ့အတန်ကြောင့်ကားလမ်းဖြတ်ကူးဖို့လုံနေရာကနေချက်ချင်းဆိုတလို့ရက်လိုက်ပြီးတော့လူများရက်နေကြတဲ့ကားဂိတ်ဘက်ကိုခြေဦးလှည့်လိုက်တယ်။ဆရာကားလမ်းမဖြတ်တော့ဘူးလား။ဟုတ်တယ်မောင်ကောင်။မတို့ခရီးစဉ်ရဒီစုံပါတောင်ကိုသွားဖို့ဖြစ်သွားပြီ။ဒီစုံပါတောင်ဟုတ်လား။ကျွန်တော်လည်းကြားမှုတာကြပြီးတခါမှတော့မရောက်ဘူး။ဒါဖြစ်မကြခင်ရောက်ရတော့မှာပေါ့။ဟောဟိုမှာကားတစ်စီးတော့လာနေပြီ။ အောင်မြတ်သာခရီးတယ်တွေတင်လာတဲ့ကားတစ်စီးကိုတားပြီးတော့တပည့်တွေနဲ့အတူတူဒေးစုံပါတောင်မှရှိတဲ့ဘက်ကိုလိုက်ပါလာခဲ့ကြတယ်။45မိနစ်လောက်အကြာမှာတော့ဝမ်ဘဲအင်းဆိုတဲ့ရွာကိုရောက်လာခဲ့ပြီးတော့ဝမ်ဘဲအင်းကနေတဆင့်ဆက်သွားခဲ့ရာညနေဆောင်ချိန်မှာတော့တောရိပ်တောင်ရိပ်တွေဖုံးလွှမ်းနေတဲ့ဒေးစုံပါတောင်ကြီးကိုရောက်လာခဲ့ကြတယ်။တောင်ကြီးကိုရောက်တာနဲ့ဆရာတပည့်တွေတက်တက်လွတ်ထမင်းဟင်းတွေရောင်းနေဆိုင်မှာခိတအနားယူနေတဲ့အချိန်မလန်းမကန်းမှရှိတဲ့ကုန်းကမှုလေးပေါ်မှာစောင့်ကြောင်ထိုင်ပြီးတော့ ူတို့ကိုပြုံးပြည့်တဲ့မျက်နှာထားနဲ့ကြည့်နေတဲ့အနီရောင်ဝစ်စုံဝစ်ထားတဲ့လူတယောက်ကိုမြင်တွေ့လိုက်ရတယ်။အခုဟိုမှာဟိုမှာထိုင်နေတဲ့လူကကားပေါ်မှာမတ်တက်ရက်ပြီးတော့လိုက်သွားတဲ့သူမဟုတ်လား။ရုပ်ကတော့တေချာမမှတ်မိဘူး။ဒါပေမဲ့ဝစ်ထားတဲ့အဝတ်အနီရောင်ကတော့မှတ်မိနေတယ်။မောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်သာတီတိုပြောနေတဲ့ချိန်အောင်မြတ်သားကမတ်တက်ထားရလိုက်ပြီ။ဒီပုပ်ကူကငါတို့ကိုစောင့်နေရတဲ့နဲ။အဲ့လိုပြောကကမှုရှိရဲ့ဘက်ကိုထွက်သွားခဲ့လိုက်ကြတယ်။ ဖျားမှုတွေနဲ့ရှုပ်ထင်းနေတဲ့ဇောင်းတန်းတစ်ခုရှိကိုအရောက်မှာတော့အဝိအနီအောင်ဝစ်ထားတဲ့သူဟာတောလန်းတစ်ခုကိုလက်ညှိုးညှို့ပြပြီးဖြတ်ခနဲပြောက်ွယ်သွားတာကြောင့်အောင်မြတ်သားကအနောက်ကိုပြန်လှည့်ကဒီကောင်ကငါတို့တောလန်းအနီတောင်ပေါ်သွားစီချင်တာထင်တယ်။ဆရာ၊ तू ကဘာလုပ်လဲ။ငါလည်းအတိအကျမပြောတတ်ဘူး။တောင်ပေါ်ရောက်ရင်တော့တေချာသိအောင်ပါပါ။အောင်မြတ်သားကလည်းမှောင်စပြိုးနေတဲ့ရာသီဥတုကိုအန်တုပြီးတော့တောလန်းလေးတိုင်းခရီးဆက်ခဲ့ကြတယ်။ နိုင်ဝက်လောက်သွားပြီးရဲ့အချိန်မှာတော့အလင်းရောင်မရှိတော့ပဲအမောင်ရိတ်ကြီးစိုးလာတာကြောင့်တစ်ပင်တစ်ခိုင်းနေကြတဲ့ကနေကြနေတဲ့လရောင်ကိုအားပြူပြီးတော့ခရီးဆက်နေတဲ့ချိန်အနီးရောင်အစင်းပါတဲ့လုံကြီးကိုဝစ်စင်ထားတဲ့လူနှစ်ယောက်ဒေါ်လာမျက်ွယ်ကိုရနေချက်ချင်းပေါ်လာခဲ့အဆိုပါလူနှစ်ယောက်ကအောင်မြတ်တောင်အောင်မြင်တော့လက်မကင်ထားတဲ့မီးတုပ်နှစ်ချောင်းကိုကမ်းပေးကာအရှိရောက်ရင်ညာဘက်လမ်းချို့ကိုဝင်ပါဘယ်ဘက်ကိုမဝင်ပါနဲ့အဲ့လိုခက်ပြက်ပြက်ပြောပြီးတော့လာရလမ်းတိုင်းပြန်ထွက်သွားခဲ့တယ် ောင်မြတ်သားတို့ကလည်းတကားမှမမြင်ဘူးတဲ့သူတွေလာပြီးတဲ့မီးတုပ်ကိုမီးညှိပြီးတော့ခရီးဆက်လာကြရ။နိုင်ဝဲလောက်ကြမှာတော့တသွင်သွင်စီးကြနေတဲ့ရေတံတွေကိုကြားလိုက်ရိုင်း။ဆရာရှေ့မှာလမ်းကျုံတစ်ခုရှိနေတယ်။ညာဘက်ကိုပဲရွေးရမလား။သူတို့ပြောတဲ့အတိုင်းပဲသွားလိုက်ပါ။မင်းတို့လည်းရှေ့နားရောက်ရင်ခဏနားလိုက်ကြအောင်။မောင်ကောင်းတို့ကလည်းညာဘက်မှာရှိတဲ့လမ်းကျိုးတွေကိုဝင်သွားကြရ။ငါမနေ့လောက်အကြာမှာတော့ကြည်လင်တန့်ရှင်းတဲ့ရေဒီစီးစင်းနေတဲ့စမ်းကြောင်းတစ်ခုကိုမြင်တွေ့လိုက်ရတယ် စမ်းကြောင်းရဲ့ဘေးမှာတော့မီးပုံတစ်ခုဖိုးထားပြီးတော့မီးဖို့ရဲ့ဘေးမှာတော့အနီရောင်အဝိဝိစင်ထားတဲ့လူတယောက်ငုတ်တုတ်ထိုင်နေခဲ့တယ်။ဆရာဟိုလူကတောင်ချိန်မှာမြင်ရတဲ့သူမဟုတ်လား။သူကငါတို့ကိုစောင့်နေတာထင်နေ။အောင်မြတ်တာကလည်းမီးပုံဘေးမှာထိုင်နေတဲ့လူစီကိုလမ်းလျှောက်သွားတဲ့အချိန်မလမ်းမကန့်အနေတောစင်ရိုင်းအော်တန်နေထွက်ပေါ်လာခဲ့တယ်။ထင်တာကတည်းကပို့ပြီးတော့ဆော့ဆော့ရောက်လာတာပဲ။လာကြကွယ်လာကြ။အနီရောင်ဝိဝိစင်ထားတဲ့သူရဲ့ဖော်ရွှေတဲ့စကားကြောင့် အောင်မြတ်သားတို့လည်းမိဘုံဘေးမှာဝင်ထိုင်လိုက်ပြီးတော့ဒီနားမှာတောစင်ရိုင်းတွေအုပ်စုဖွဲ့ပြီးတော့သွားလာနေရလားဟုတ်တယ်ဗျအဲ့အကြောင်းညာဘက်လမ်းကိုရွေးဖို့အတွက်ပြောခိုင်းလိုက်တာခမရကဘာတူလဲကျုပ်တို့ကိုဘာကြောင့်လမ်းညွန်ပေးရတာလဲကျုပ်ကဒေးဆိုမှတောင်းလို့လာတဲ့ဖရာဘူးတွေကိုကူညီပေးရတဲ့သူပါ နမေရမောင်ဖိုးနီလို့ခေါ်တယ်ကျုပ်တို့ကိုဒီလိုလာဖို့အတွက်လမ်းညွန်ရတဲ့အကြောင်းရင်းကဘာများလဲမကြခင်သိရမှာပါအခုတော့စင်မတီချောင်းပေးမှနားလိုက်ပါဦး မောင်ဘူးနီယာပြုံးရွှင်တဲ့မျက်နှာသားနဲ့ပြောပြီးတော့ဘီးမာချထားတဲ့ချင်းနောက်တဲကနီးမဲ့ဝင်းနေတဲ့ငပြောသည့်တပည့်ကိုထုတ်ယူကကမ်းပေးလိုက်တယ်။စားပါဗျာ။ဆရာတို့ကိုကြွေးကျင်လို့လို့ကျုပ်ကိုယ်တိုင်ခူးထားတာလေးပါ။မောင်ဘူးနီရဲ့စကားကြောင့်အောင်မြတ်သားတို့ကလည်းငပြောသည့်တလုံးစီယူလိုက်ပြီးတော့စိတ်ကြည်နှံ့အောင်စားလိုက်ကြတယ်။ဆရာတို့ဘုရားကြီးလမ်းဆောင်မှာရှိနေတော့ကျုပ်ကိုမြင်လိုက်တယ်မဟုတ်လား။ကျုပ်တို့မြင်လိုက်ပါတယ်။အဲ့ဒီချိန်ကျုပ်နားထဲမှာကြားရတဲ့အတန်လည်းတင့်အတန်လား။ ဟုတ်ပါရဲ့ဆရာကျုပ်တန်ပါဘာကြောင့်ကျုပ်တို့ကိုဒေးစုံပါအောင်လာစီခြင်းရတာလဲอืมမန်တိုင်းပြောရရင်တော့ဆရာတို့ရဲ့အကူအညီယူလိုတာကြောင့်ဒီကိုခေါ်လာခဲ့တာပါဘလို့ကျုပ်တို့ရဲ့အကူအညီလိုတယ်ဟုတ်သလားဒီမှာဘာကိစ္စတွေဖြစ်နေလို့လဲကျုပ်တို့နေတဲ့ဒေးစုံပါတောင်မှကြောက်သီးစီဒီဆိုတာရှိပါတယ်စီဒီရဲ့အောက်ခြေမှာတော့တိုင်နန်းရှင်နေနေတဲ့ဗိမာန်တစ်ခုလည်းရှိနေပါတယ် အဲ့ဒီတိုက်နန်းကိုအလွန်အစွမ်းထက်တဲ့တိုက်စရာနှစ်ယောက်လာတူးကြတယ်ဆိုတဲ့သတင်းလေးရတာတော့ဆရာတို့ကိုအကူအညီလာတောင်းရခြင်းဖြစ်ပါတယ်။အခုရောတိုက်စရာတွေရောက်နေကြပြီလား။ရောက်မရောက်တော့မပြောတတ်ဘူးဆရာ။အခုတည်းရောတိုက်နန်းပရဝုံထဲကိုမရောက်လာသေးဘူး။သူတို့ကတိုက်နန်းထဲရဘဲရာကိုတူးမလို့လေ။ကြောက်တီးစီဒီအောက်ခြေမှာရှိတဲ့တိုက်နန်းထဲမှာမသေးသေးရှိရဲ့ဆရာ။ကျုပ်တင်တော့တိုက်စရာနှစ်ယောက်ကမသေးသေးကိုယူဖို့အတွက်လာကြမယ်ထင်တယ်။ ืมလူတွေရဲ့လောဘကတော်တော်ကိုကြောက်ဖို့ကောင်းပါလားကျုပ်တို့မှလည်းသူစည်းကိုစည်းဆိုတာရှိလို့သူတို့မရောက်ခင်ကာလမှာကြိုတင်လှုပ်ထားတင်တာလှုပ်ထားရတော့မှာပေါ့ဆရာတို့ဘလို့ဖြစ်ချင်လဲဆိုတာကျုပ်ကိုပြောပါ နိုင်တော့ကူညီပေးပါမယ်ကျုပ်တို့အခုကြောက်သီးစီတွေကိုတွားခြင်း ਨੇ ဘလို့တွားရမလဲဆိုတာကိုလမ်းညွန်ပေးပါစင်မတီချောင်းကနေတဲ့တဲ့ပတ်သွားရင်တော့ကြောက်သီးစီတွေကိုရောက်မယ်ဆရာလမ်းမှာလဲဆရာတို့ကိုလမ်းပြပေးမဲ့သူတွေစောင့်နေပါလိမ့်မယ် ကောင်းပါပြီ။ဒါဖြင့်ကျုပ်တို့ခွင့်ပြုဦး။အောင်မြတ်သာမောင်ဖိုးညီကိုနှုတ်ဆက်ပြီးတော့စေမတိချောင်းရဲ့အပေါ်ဘက်ကိုတက်လာခဲ့ကြတယ်။ကြောက်တုံးကြောက်ခဲတွေထူထပ်လာတဲ့စေမတိချောင်းရဲ့အထက်ဘက်အရောက်မှာတော့ရေပြင်ကိုတခုခုနဲ့ရိုက်ခတ်နေတဲ့တံကိုကျဲလောင်စွာကြားလိုက်ရှာတယ်။ဆရာရေကိုတခုခုနဲ့ရိုက်နေတယ်လို့ပဲ။ဟုတ်တယ်။ငါလည်းကြားနေရတယ်။မီးတုပ်ကိုခက်မြင့်မြင့်မြှောက်ကြည့်စမ်း။အောင်မြတ်သားရဲ့စကားကြောင့်မောင်ကောင်းကကြောက်တုံးတစ်ခုပေါ်တက်ပြီးတော့မီးတုပ်ကိုမြှောက်ကြည့်လိုက်ရှာ ရေကြီးတွေအထက်ထက်တက်နေတဲ့ကြောက်တုံးပေါ်မှာပြောင်လက်လက်အကြီးခုန်နေအပြည့်ပါတဲ့အမီးတစ်ခုကရေပြင်ကိုတပွမ်းပွမ်းနဲ့ရိုက်ပြီးတော့စော်ကစားနေတာမြင်လိုက်ရတယ်။အမလီလီနဲတဲ့ကောင်ကြီးမဟုတ်ပါလား။မောင်ကောင်ဘာမြင်လို့လဲ။နှကားနှကောင်ရေစော့နေရစရာ အမီးဖျားတော်အုံးပင်လောက်ရှိရဲ့စရာ။သူတို့ဘာသာစော့နေပါစေ။ငါတို့ရံမမူရင်ဘာမှမလုပ်နဲ့။အောင်မြတ်သားတို့ကလည်းနှကားနှကောင်ကိုမြစ်တာပို့ပြီးတော့အထက်ဘက်ကိုဆက်တက်လာတဲ့အချိန် ရေရိုက်တံကချက်ချင်းငိမ့်တက်သွားခဲ့တယ်။ဆရာအခုနကငကားနှကောင်မရှိတော့ဘူး။လူလာလို့ထွက်ပြေးသွားတာတင်နေ။သူတို့အာယုံဆိုင်မနေနဲ့ကိုလန်းခီကိုကိုဂယုဆိုင်ကြ။အောင်မြတ်တာရဲ့စကားအဆုံးမှာပဲတစ်ကိုင်းပေါ်ကနေရှောကနေထိုးဆင်းလာတဲ့ရှည်မျောမျောအရာတစ်ခုကိုမြင်လိုက်ရတယ်။အယောင်တလက်လက်ထနေတဲ့မျက်လုံးနှလုံးကဗရံများလိုမျိုးရဲရဲနီနီကနှကောင်ထရရနေအခိုးငွေတွေထွက်နေတဲ့ငကားနှကောင်က အောင်မြတ်သားတို့၃ယောက်ကိုရန်လိုတဲ့အမူအရာနဲ့စိုက်ကြည့်နေခဲ့ကြတယ်။ကျုပ်တို့ကတင်တို့ကိုရန်ပြုတ်မဲ့သူတွေမဟုတ်ပါဘူး။ကိုလန်းကိုသွားကြပါ။အောင်မြတ်သားကလေတန်အေးအေးနဲ့ပြောနေပေမဲ့နှကားနှကောင်းကရန်လိုတဲ့ဟန်ကိုမလျှော့ဘဲနဲ့အခိုးငွေတွေမှုတ်ထုတ်ကပပင်းကိုဖျက်လိုက်တဲ့အချိန်တောလန်းတဲကနေတောင်ဝိတ်ကိုတတောင်းတောင်းနဲ့ခောက်ပြီးဇင်းကြံလျှောက်လာတဲ့ဆရာတော်တပါးကိုဖူးမြင်လိုက်ရတယ်။နှကားနှကောင်ကဆရာတော်ကိုမြင်တော့ရန်လိုတဲ့အမူအရာကနေနူးညံ့ပျော့ပြောင်းတဲ့အတွင်ကူးပြောင်းသွားခဲ့တယ်။ အတင်တို့ကမိတ်ဆွေကိုရန်သူထင်နေကြတာကိုကဲကဲကို့ထာနေကို့ပြန်ကြစမ်းဆရာတော်ရဲ့စကားတန်အစုံမှာငကားနှစ်ကောင်းကရေထဲကိုဝုန်းကနေခုန်ဆင်းသွားပြီးတော့စင်မတီချောင်းအောက်ဘက်ကိုထွက်သွားခဲ့ကြတယ်။ငကားနှစ်ကောင်ထွက်သွားပြီးရဲ့နောက်မှာတော့ဆရာတော်ကအောင်မြတ်သားတို့ကိုကြည်ကတကလေးတို့ကဘယ်ဟုတ်သွားကြမလို့တော့တပည့်တော်တို့ကကြောက်တီးစီတီတော်ကို သွားမလို့ပါဗျာ။တာဒုတာဒုတာဒု ဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဘုန်းကြီးဆုတောင်းပေးပါရယ်။ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင်ဖုရား။မယုံမသိဆရာတော်ရဲ့ပွဲတော်လေးတီးခွင့်ရနိုင်မလားဖုရား။ရွှေစည်ဒီဆရာတော်လို့ပဲမှတ်ထားပါတကားကြီး။တင်မဖုရား။ဆရာတော်လဲတာသနာပြုလုပ်ငန်းတွေဒီထက်ပိုပြီးတော့ထမ်းရွက်နိုင်ပါစေဖုရား။အောင်မြတ်တာတို့ကလည်းရွှေစည်ဒီဆရာတော်ကိုကတော့ပြီးတော့ကြောက်တီးစည်ဒီဘက်ကိုထွက်လာခဲ့ကြတယ်။ညာတပြေးပြေးနဲ့နှက်လာတာနဲ့အများမိစာလဲကုံတလောက်ဖြစ်နေရမှု အဆင်ပြေတဲ့နေရာတစ်ခုကိုရွေးကာတညတာနားဖို့အတွက်ဆုံးဖြတ်ခဲ့ကြတယ်။တပြေးပြေးတောက်လောင်နေတဲ့မိဖို့ရဲ့အရှိန်ကြောင့်ပဝင်းကျင်းမှာရှိတဲ့အရာဝိတ္ထုတွေကိုကောင်းစွာမြင်နေခဲ့တယ်လို့တောတောင်တွင်ရနေထွက်ပေါ်လာတဲ့အငဲကောင်လေးတွေရဲ့အတန်ကိုလည်းတခါတရံကြားနေခဲ့ရတယ်။အောင်မြတ်တာကတော့မိဖုံပေးမှငိန်သက်စွာထိုင်ပြီးတရားရှုမှတ်နေတယ်လို့မောင်ကောင်းတဲ့ခွန်လာတို့ကလည်းအမောင်တုတဲကိုစူးရှတဲ့မျက်လုံးနေနဲ့အကဲခတ်နေခဲ့ကြတယ်။အဲဒီချိန်တပုံးပုံးနဲ့တိတ်ကိုင်းချောင်းနင်းနေတဲ့အတန် အမီးရိုက်တန်ကြောင့်တတိရှိနေတဲ့ခွန်လာကမီးပုံတရားမီးစားတစ်စောက်ကိုဆွဲယူလိုက်ကအတန်ကြားတဲ့ဘက်ကိုဝှေ့ရန်ကြည့်လိုက်တော့အဝါနဲ့အမဲတကန့်စီပါတဲ့ကြားတကောင်ကိုစီးပြီးတော့သူတို့စီကိုလာနေတဲ့ပုံကူတယောက်ကိုမြင်တွေ့လိုက်ရတယ်။အဆိုပါပုံကူကအောင်မြတ်သားတို့ကိုလှည့်ပတ်ကြည့်ရှုပြီးတော့လက်ထဲကင်ထားတဲ့တားမီးရက်ကိုတပြက်ပြက်ခတ်ကတောထဲကိုပြန်ဝင်သွားခဲ့တယ်။ခဏနေတော့တရားထိုင်နေတဲ့အောင်မြတ်သားရဲ့မျက်လုံးတွေပွင့်လာကအခုနတောင်ပိုင်အဘိုးလာသွားတယ်မဟုတ်လား။ ကြားစည်းပြီးတော့လူတယောက်လာသွားတယ်စရာအဲ့ဒါတောင်ပိုင်အဖိုးလားဟုတ်တယ်မောင်ကောင်သူပိုင်နဲ့နေနေမှာငါတို့ကိုရံပြုတ်ခဲ့တဲ့နဂါးမောင်နဲ့အတွက်တောင်းပန်တဲ့အကြောင်းလာပြောခဲ့တာမသိပါဘူးဗျာကျွန်တော်ကအနေရပြုတ်မဲ့သူထင်ပြီးတော့တတိထားနေတာမင်းတို့လည်းခရီးပန်းနေကြပြီဆိုတော့ခဏနားလိုက်အောင်အာယုံတက်တာနဲ့ပြန်ထွက်ကြတာပေါ့အောင်မြတ်သားရဲ့စကားကြောင့်မောင်ကောင်တို့ကလည်းလွယ်အိတ်ကိုခေါင်းအုပ်ပြီးတော့လဲချလိုက်ကြခဏလေးတွင်းမှာအိတ်ပြော်သွားခဲ့တယ်မောင်ကောင်ထဆန်ထဆန် ပကုံးကိုကင်လှုပ်နှိုးနေရကြောင်းမောင်ကောင်းအိမ်မုံစုံွားနဲ့လန့်နှိုးလာခဲ့တယ်။ဆရာဘာဖြစ်လို့လဲ။ဟိုမှာကြည့်လိုက်စမ်း။မောင်ကောင်းနဲ့ခုံးလာကလည်းအောင်မြတ်တာညွန်ပြတဲ့နေရာကိုကြည့်လိုက်ရာအောင်လင်းမီလိုမျိုးလင်းထိန်နေတဲ့အလင်းတန်းတစ်ခုကကောင်းကင်ဘော်ကိုထိုးတက်နေတာမြင်လိုက်ရတယ်။ဒါဒါတာမန်မီအလင်းအောင်မဟုတ်ဘူးနော်ဆရာ။အေးမင်းပြောတာမှန်တယ်မောင်ကောင်း။ဒီလင်းရောင်ကကြောက်တီးစီဒီဘက်ကနေလာတာဆိုတော့ မဟုတ်မှလွဲရောဖိုးနီပြောတဲ့သူတွေရောက်နေကြပြီထင်တယ်။မဖြစ်နိုင်ဘူးထင်တယ်နော်ဆရာ။သူတို့တွေရောက်ရင်ဒီဟာစောင့်ရှောက်တွေကြိုတိနေမှာပေါ့။အယံဆွမ်းတဲ့တိုက်ဆရာတွေကသူတို့ကိုသူတို့တရားအထုတ်တဲ့သူတွေလိုဟန်ဆောင်ပြီးတော့နေကြတာများတယ်။မင်းတို့ငါတို့လိုမျိုးရောနှောပြီးသူတို့တူးမဲ့တိုက်ချင်းတွေကိုအရင်လေ့လာကြတယ်။တိုက်ဆောင်တချို့နဲ့အဆောင်ရှောက်တရားအမှန်တကယ်တရားကျင့်ကြံတဲ့သူတွေလို့ထင်မှတ်တဲ့အချိန်မှာသူတို့ရဲ့အကြံကိုစတင်အကောင့်ထဲပေါ်ကြတာ။ ဒါဆိုဒုက္ခတော့ရောက်ပြီထင်ပါတယ်။မောင်ကောင်းကမန်းကရက်နဲ့ထပြီးတော့လွယ်အိတ်ကိုကောက်လွယ်လိုက်တဲ့အချိန်ဘေးမှာရှိတဲ့တစ်ပင်ပေါ်ကနေမောင်ကိုနီရုတ်တရက်ခုန်ဆင်းလာခဲ့တယ်။ဆရာတိုက်ဆောင်နေဒုက္ခယတိကြရောက်ပြီဗျ။ဘလို့ဖြစ်တာလဲမောင်ဖိုးနီ။တိုက်ဆရာကြီးကအတွင်းစီရောအပြင်စီကိုပါထိန်းချုပ်ထားကြပြီ။အတွင်းကလည်းအပြင်ကိုကူမရအပြင်ကလည်းအတွင်းကိုကူမရနဲ့ဖြစ်နေကြတယ်။ငါတို့လည်းဒီလောက်မြန်မြန်ဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူး။ ဖိုးနီအခုချက်ချင်းကြောက်ထီးစီဒီကိုလမ်းပြပေး။အောင်မြတ်သာဖိုးနီကိုပြောပြရနဲ့ဒေးစုံပါတောင်ကျောတလျှောက်မှရှိရဲ့ဆိုင်ယာပိုင်ယာပုပ်ကူတွေကိုတိုင်တဲကလမ်းခရီးတလျှောက်အနောက်ရှက်တစုံတရာမရှိစေဖို့ခွင့်ပန်ပြီးတော့စထွက်ခဲ့ကြတယ်။လမ်းတလျှောက်မှာတော့ကြောက်လန့်တကြားပြေးလွှားနေကြတဲ့အဆောင်ငယ်လေးတွေကိုမြင်တွေ့ရပြီးတော့တချို့နေရာမှာတော့အပြင်းစီးကနေလွတ်မြောက်လာတဲ့တိုင်နန်းဆောင်မောင်မတချို့ငူယူနေရာကိုမြင်တွေ့ခဲ့ရတယ်။ခြေလန်းကျဲတွေနဲ့တနအီလောက်ရှောက်လာပြီးရဲ့အချိန်မှာတော့ လေကြီးပေါ်ကနေလူတပေါင်ခန့်မြင့်တက်နေတဲ့ရွှေညိုရောင်အလင်းတန်းတစ်ခုကိုစတင်မြင်တွေ့ခဲ့တယ်။ဒါကအပြင်စီးရဲ့အစပဲဖြစ်ရမယ်။ဟုတ်တယ်မလားမောင်ဖိုးနီ။ဟုတ်တယ်ဆရာ။တိုက်ဆရာတွေကအစွမ်းတတော်ကိုမြင်တာဆိုတော့သူတို့ချထားတဲ့စီးကထင်ထင်ရှားရှားပေါ်နေတာ။ဆရာကျွန်တော်စီးကိုဖျက်ဖို့အတွက်ကြိုးစားကြည့်မယ်။မောင်ကောင်းကဆက်ကြာအင်းကိုလက်မှာကပ်ပြီးတော့အင်းတို့ကရာရွတ်ဆူလိုက်တဲ့ဆိုရင်ပဲလက်နှစ်ဖက်ကနေတဝီဝီလဲနေတဲ့ဆက်ကြာတလက်ပေါ်လာခဲ့တော့တယ်။ ချားရဟတ်လိုတဝီဝီလည်နေတဲ့အင်းဆက်ကြာကတိုက်စရာတွေချထားတဲ့အပြင်စီးနဲ့ထိလိုက်တဲ့အချိန်တန်းဆိုတဲ့အတန်တခုထွက်ပေါ်လာပြီးတော့မောင်ကောင်းရဲ့ခန္ဓာကိုယ်ကအနောက်ကိုလွင့်ထွက်သွားခဲ့တယ်။အကူဘာဖြစ်သွားသေးလဲ။ဘာမှမဖြစ်ဘူး။ရတယ်။မောင်ကောင်းကတစားစီစုပ်ပြဲသွားတဲ့ဆက်ကြာအင်းကိုလက်နဲ့ခါထုတ်ကသူတို့စီးရအရန်ကိုခိုင်မာလွန်းနေစရာဖိုးနီပြောတယ်လို့သူတို့ပညာအတော်အမြင့်မားတာပဲအဲလိုပြောပြီးတော့အောင်မြတ်သားအနားကိုတိုးကပ်လာခဲ့တယ် မဟုတ်မလွယ်ရောတိုက်စီယာတွေကအသေးစီးကိုတုံးထတာဖြစ်နိုင်နေအသေးစီးဆိုတာဘာလို့ပြောတာလဲဆရာစီးချတဲ့အခါအရှင်စီးအသေးစီးဆိုပြီးတော့နှမျိုးတုံးလို့ရတယ်အရှင်စီးဆိုတာကစီးပြင်မှာရှိတဲ့တက်ရှိလူသားတယောက်ဝင်နိုင်ထွက်နိုင်အောင် ပြုလုပ်ထားတဲ့စီးကိုခေါ်တယ်အသေးစီးဆိုတာကပြင်ပမှာရှိတဲ့ဘလို့တက်ရှိကမှဝင်လို့မရအောင် ပြုလုပ်ထားတဲ့စီးအသေးစီးရဲ့အားနည်းချက်ကအတွင်းရလူအပြင်ကိုထွက်တာနဲ့စီးပေါက်ပြီး အခုတိုက်ဆရာတွေကအတွေ့အကြုံရောပညာပိုင်းမှာပါအစဉ်တစဉ်ရောက်နေတဲ့သူတွေဖြစ်တော့အသေးစီးကိုဘယ်တော့မှဖောက်ပြက်မိမှာမဟုတ်ဘူး။ဒါဆိုတိုက်နှန်းရှင်တွေကသူတို့တောင်းတာကိုပေးလိုက်ရတော့မှာပေါ့နော်။ဘယ်ရမဆိုရင်လက်ခါမှုအနေငယ်တော့ရှိနိုင်တယ်မဟုတ်လား။ဖိုးနီမင်းငါ့ကိုတစ်ခုလောက်လှုပ်ပေးနိုင်မလား။ရရဲစရာဘာလှုပ်ပေးရမလဲဆိုတာကိုပြောပါ။ကျုပ်လှုပ်နိုင်တဲ့လောက်ကြိုးစားပေးပါမယ်။အခုအချက်ချင်းမင်းရဲ့အစွမ်းကိုတုံးပြီးတော့အပြင်စီးချထားတဲ့ပပတ်လေးကိုလိုက်ကြည့်ပြီ အဲတထောက်စာလောက်လွတ်တဲ့နေရာ တွေ့ရင် လာပြီးတော့ပြန်ပြောပေးနိုင်မလားရရစရာကြုံခုချက်ချင်းပပတ်လေးကိုလိုက်ကြည့်ပေးပါမယ်ဖိုးနီယာတွက်လက်စွာနဲ့အပြင်းစီးချထားတဲ့ပပတ်လေးကိုလင်မြန်တဲ့ရှိန်နဲ့ပြေးထွက်ပြီးတော့လိုက်ကြည့်နေတဲ့ချိန်တကူလုံးမီးလောင်တန်ရာဗလက်ပွားဖြစ်နေတဲ့မိမတယောက်အောင်မြတ်သားလိုရှိတဲ့ဘက်ကိုတရင်တရင်နဲ့ရှောက်လာတာမြင်လိုက်ရတယ်ဆရာဟိုမှာမိမတယောက်ပါလားမောင်ကောင်းရဲ့စကားကြောင့်လှမ်းကြည့်လိုက်ရာခြေမျက်စိထိရှည်ကြနေတဲ့သဘင်တွေကနေ မီးခိုးတွေထွက်နေပြီးတော့လက်တွေခြေတွေမှာလည်းမီးလောင်တန်ရာတွေရထားတာကိုမြင်တွေ့လိုက်ရတယ်။ကဲကြပါအောင်ရှင်။တခင်မလေးတို့ကဲကဲပြီးပါ။အတန်ခက်ရရပဲထွက်လာတာကြောင့်မောင်ကောင်းကဘေးကနေပွေထူဖို့အလုံးသူ့ကိုမထိနဲ့မောင်ကောင်းမင်းလက်မှာထိုးထားတဲ့အင်းစမတွေကသူ့ကိုပို့ပြီးတော့ပူလောင်စေလိမ့်မယ်။အဲ့လိုဆိုတဲ့အတန်ထွက်လာခဲ့တယ်။အောင်မြတ်တာမောင်ကောင်းကိုပြောပြရနဲ့လဲကြနေတဲ့မိန်းကလေးရဲ့ဘေးမှာရက်လိုက်တာ ။တင်ရဘဲတိုက်နှမ်းမှာအလုတ်ကျွေးပြုတ်လုံနေတဲ့သူလေ။ညာစိမ့်ရှင်တိုက်နှမ်းမှာနေတာပါ။မင်းတို့ရဲ့တိုက်နှမ်းကကြောက်တီးစီဒီပရဝုံထဲမှာရှိနေတာပဲလား။ဟုတ်ဟုတ်ပါတယ်။အခုတိုက်နှမ်းရှင်တွေအကုန်ဖမ်းခံထားရတာလား။သူတို့စီးချထားတဲ့ပရဝုံထဲကတိုက်နှမ်းရှင်တွေအကုန်အဖမ်းစီးခံထားရပါတယ်။ကျွန်တော်မျိုးမာတော်ရုံအဖြစ်နဲ့ဟန်ဆောင်ထားလို့လွတ်လာခဲ့တာပါ။ချင်းအောင်မလွတ်နိုင်တဲ့စီးတွေကနေရုံဟန်ဆောင်ပြီးတော့လွတ်လာတာပေါ့လေ။ ကျွန်တော်မျိုးမပဲကံကောင်းတာလားမပြောတတ်ပါဘူးရှင် လက်တထွာစာလောက်ကြောက်ချက်လေးတစ်ခုမှတော့စီးရနေလွတ်တာမြင်လို့အတင်းကိုထိုးထွက်လာခဲ့တာပါဒါတော့အခုလိုမျိုးမီးလောင်တံရတွေရရခဲ့သေးတာတင်လွတ်တဲ့နေရာကိုကျုပ်ကိုလိုက်ပြနိုင်မလားလိုက်ပြလို့ရပါမယ်အခုလိုအခြေအနေမျိုးနဲ့ကျွန်တော်မျိုးမလမ်းတော်မှာကောင်းစွာမလျှောက်နိုင်ဘူးဖြစ်နေလို့ပါဒီအတွက်စိတ်မပူနဲ့ကျုပ်ကတင်းရဲ့တံရတွေပျောက်ကင်းအောင်ကုသပေးပါမယ် အောင်မြတ်တာမိလောင်တန်ရာတွေရထားတဲ့အုပ်ဆက်ဆောင်မိမပြူရဲ့ခန္ဓာကိုယ်ပေါ်ကိုလက်နဲ့ဆွဲတက်လိုက်ရာအတန်ဒီလန်ပြီးတော့အရေးကုန်ဒီကွာကျနေတဲ့တန်ရာတွေကချက်ချင်းဆိုတလို့ပြန်ကောင်းသွားပြီးတော့ငကူပုံစံတိုင်းဖြစ်သွားခဲ့တယ်။အဲဒီချိန်နေရာလွတ်သွားရှာတဲ့မောင်ကိုနီရလည်းအမောတကောနဲ့ပြန်ရောက်လာကဆရာစောကြီးတွေစေးကြိတ်ဘူးတဲ့ကြောက်ပြင်းတနေရာမှာစီးလွတ်နေရဲ့ဗျ။ငါတို့လည်းခုပဲနေရာလွတ်ကြောင်းပြောနေတာ။ကဲအခုချက်ချင်းလွတ်တဲ့နေရာစီကိုသွားကြရအောင်။ အောင်မြတ်သားတို့လည်းအပြင်းစီးလွတ်တဲ့နေရာစီကိုခတ်တုတ်တုတ်နဲ့ထွက်သွားခဲ့ရာမကြခင်ချိန်တွင်းမှာစီးကျိတ်တဲ့ကြောက်ပြင်းရှိတဲ့နေရာကိုရောက်လာခဲ့ကြတယ်။ဒီတနေရာလွတ်နေလို့တော်ပါသေးတယ်။ဆရာဒီနေရာကဘာလို့စီးမဆက်တာလဲ။အောင်မြတ်သားမောင်ကောင်းရဲ့စကားကိုပြန်မဖြေဘဲနဲ့ကြောက်ပြင်းပေါ်မှာကြံနေတဲ့အရာကိုလက်ညှိုးထိုးပြလိုက်ကကြောက်ပြင်းပေါ်မှာကြံနေတဲ့အရာတွေကအလွန်ရှားပါတန်ဖိုးကြီးရဲ့မိခွင်းမြကမုံအစိပ်ပိုင်းတွေပဲ။ ဒီပင်ရဲ့အစွမ်းကြောင့်မီးတက်ကိုခြေခံထားတဲ့စီကမဖောက်နိုင်ဖြစ်နေတာအဲ့လိုပြောလိုက်တော့မှမောင်ကောင်းနဲ့ခွန်လာတို့သဘောပေါက်ခံတဲ့ခေါင်းငိမ့်ပြလိုက်တယ်အမိကျုပ်တို့အပြင်စီကိုကြော်နိုင်နေထားအောင်အတွင်းစီကိုကြော်ဖြတ်ဖို့ကြိုးစားရအောင်မေဒီချိန်တွင်တိုက်စီရီလိုချင်တာမရအောင်အချိန်ဆွဲဖို့လိုမေတဲ့အနေနဲ့တိုင်နှန်းရှင်နေနဲ့ဆက်တွေ့လို့ရမယ်နီလန်တစ်ခုခုများဖန်တီးပေးနိုင်မလားတခင်မလီနဲ့ကျွန်တော်မျိုးမတို့ဟာစိတ်နဲ့ဆက်တွေ့ကြတာများတယ်ဟုတ်ပြီ ဒါဆိုရင်သူတို့အသိရှိနေသေးလားတိုင်နန်းအခြေအနေဘလို့ရှိနေပြီလဲဆိုတာအရင်ပြီးကြည့်ပါအောင်ဟုတ်ကဲ့ဆရာအခုပဲစူးစမ်းကြည့်ပါမယ်အုပ်ဆက်ဆောင်မိမ့်မပြူဟာမျက်လုံးကိုမှိတ်ပြီးတော့အဆက်အသွယ်ရလို့ရညာချိတ်ဆက်ကြည့်ပေမဲ့စိတ်ချင်းရဆက်သွယ်လို့မရတာကြောင့်ခေါင်းကိုခါရမ်းပြီးတော့အောင်မျက်တာကိုမျက်နှာငယ်လေးနဲ့မောကြည့်နေခဲ့တယ်။တယောက်ရောက်နေတော့အဆက်အသွယ်ရမှာပါ။ထပ်ပြီးတော့စူးစမ်းကြည့်ပါဦး။ဟုတ်ကဲ့ဆရာကျွန်တော်မျိုးမှစူးစမ်းကြည့်ပါမယ်။ မိမပြူဟာဒုတိယအကြိမ်ဆက်သွယ်စူးစမ်းဖို့ကြိလိုက်တဲ့အခါမှာတော့အမားတယောက်နဲ့ဆက်သွယ်ရပြီစရာတိုင်နန်းအချိန်နေဘလို့ရှိလဲမေးကြည့်ပါအောင်မိမပြူဟာစိတ်ချင်းဆက်သွယ်တဲ့နီးနဲ့မေးမြန်းကြည့်တဲ့အချိန်စရာတိုက်စရာတွေကအကုန်လုံးကိုထိမ့်ချုပ်ထားပြီးပြီတချို့တိုက်ဆောင်တရေတွေဆိုရင်ဂလန်ကစံလှုပ်လို့မီးလောင်တိုက်သွင်းပစ်လိုက်ပြီးပြောတယ်သူတို့လိုချင်တဲ့အရာရောပေးလိုက်ပြီလားမပေးရသေးဘူးစရာအမတော်တွေကရနိုင်တဲ့များအချိန်ဆွဲထားသေးတယ် ကောင်းတယ်မနက်အာယုံတက်ချိန်ဆိုရင်အတွင်းစီကိုဖောက်လို့ရနိုင်တယ်ဒီလိုလို့သူတို့လိုချင်တာကိုအာယုံတက်ချိန်မှာပေးမယ်ဆိုပြီးတော့အချိန်ဆွဲခိုင်းတာဟုတ်ကဲ့ဆရာကျွန်တော်မျိုးမပြောလိုက်ပါမယ်အောင်မြတ်တာတို့ကလည်းတိုင်နှန်းရှင်တွေကိုအချိန်ဆွဲခိုင်းထားပြီးတော့လွတ်နေတဲ့အပြင်စီးတဲကနေအထဲကိုဝင်ဖို့အတွက်ကြိုးစားခဲ့ကြတယ်အောင်မြတ်တာကလွတ်နေတဲ့စီးနေရာမှာရှစ်ကွက်အင်းရှစ်ချက်ကိုကြောက်ကွက်လို့ထင်ပြီးတော့အင်းတို့ကရာရွတ်လိုက်တယ်ဆိုရင်ပဲအင်းကွက်ထဲမှာရှိတဲ့စမအခရာတွေ တပြေးပြေးကြီးလာပြီးတော့အပြင်စီးရဲ့အောက်ခြေတဲကိုတိုးဝင်သွားခဲ့ကြတယ်။စမအက္ခရာတွေတိုးဝင်သွားတဲ့အတွက်စီးရဲ့အောက်ခြေကြွတက်လာပြီးတော့နေရကလည်းတပြေးပြေးနဲ့ကျဲဝင်းလာခဲ့ရာလူတကူဝင်လို့ရတဲ့အနေအထားဖြစ်လာခဲ့တယ်။အောင်မြတ်တာတို့လည်းနေရလွတ်တာနဲ့ချက်ချင်းဆိုသလိုခေါင်းငုံပြီးတော့တိုးဝင်လိုက်ရာခွန်လာဝင်ပြီးရဲ့အချိန်မှာပဲအောက်ခြေမှာတင်းခံထားတဲ့စမအက္ခရာတွေတစစီလွင်ထွက်ကုန်နေတော်ပါသေးရဲ့အချိန်လေးနည်းနည်းနောက်ကျသွားရင်တကူလုံးစုပ်ပြတ်သက်သွားနိုင်နေတော့ဆရာ ခုံးကအလန့်တကြားပြောရင်လည်းအပြင်မှာရှိနေတဲ့ဖိုးနီနဲ့မိမပြိုတို့ကိုနှုတ်ဆက်ကတိုက်စရာတွေရှိတဲ့အတွင်းစည်းဘက်ကိုထွက်သွားခဲ့လိုက်ကြတယ်။အပြင်စည်းကိုကြုံလွန်ပြီးတော့မကြခင်အချိန်မှာပင်ကြောက်တီးစီဒီကိုဖူးမြော်လိုက်ရပြီးတစက်ထဲမှာပင်ကျင်းဝါတန်၊နာကျင်စွာအော်ညီးတန်တောင်းမန်တန်တွေကိုစတင်ကြလိုက်ရိုင်းအောင်မြတ်သားတို့လည်းအမောင်ထုကိုအာယူပြီးတော့အတွင်းစည်းနာကိုတိုးကပ်သွားခဲ့ရာကြောက်တီးစီဒီပရဝုံထဲမှာယာစမတ်တစ်ခုကာရန်ထားပြီး ရာဇမတ်ထဲမှာတော့မီးထွန်းထားတဲ့ကြော့ပွဲတွေစီတန်းထားတာကိုမြင်လိုက်ရတယ်။ရာဇမတ်ထဲမှာတော့ချီမန်းကျူရီနဲ့ချုံနောင်ခံထားရတဲ့တိုင်နန်းရှင်တွေရှိနေပြီးတော့ရာဇမတ်အပြင်မှာတော့တကူလုံးမီးလောင်ကျူရီနဲ့ချီနောင်ခံထားရတဲ့တိုက်ဆောင်တရဲတွေတိုက်တွင်းအဆောင်တွေကိုမြင်တွေ့လိုက်ရတယ်။အကိုကြီးဒီကောင်မတွေကပလီပလာလုံနေတယ်လို့ပဲမြင်နေ။တိုက်စီယာနှစ်ယောက်တည်းကအငယ်ဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့်အင်းသမားတွေရေးဆွဲထားတဲ့ချိန်လုံးကင်ထားတဲ့သူဟာ ကျိန်လုံးကိုလက်နဲ့တဖက်ဖက်ဆိုင်ရင်ခေါင်းတညိမ့်ညိမ့်လှုပ်နေတယ်။မင်းတို့ငါ့ကိုပလီပလာလှုပ်လို့ရတော့တိုက်ဆောင်နေအားလုံးကိုတယောက်ချင်းမီးလောင်တိုက်သွင်းပြင်မယ်။ဆရာတို့ကိုမညာရဲပါဘူးရှင်။ရေတနာပစ္စည်းတွေလိုချင်တယ်ဆိုရင်ရာဝင်အိုးအလုံးပေါင်းရှာနဲ့ချီပြီးတော့ပေးနိုင်ပါတယ်။အခုလိုချင်အခုပေးပါမယ်။ဒါပေမဲ့မသေးသေးတော့အာယုံတက်မှထုတ်ပေးလို့ရမှာဖြစ်လို့စောင့်ခိုင်းနေရပါ။အေးမကြခင်လေအာယုံတက်တော့မှဆိုတော့မင်းတို့ပြောတဲ့စကားကိုယုံပေးလိုက်မယ်။ ရောင်နီလာတော့မှထုတ်ပြီးတော့မပေးရင်တော့ငါဆိုးမဆိုးနဲ့တိုက်စီယာကလေပင်ရနေရှော့ကြနေတဲ့ယောဂီတပတ်ကိုပခုံးပေါ်ကိုပြစ်တင်လိုက်ကရာသမတ်ကွက်ထဲမှာတင်မလင်ခွေထိုင်ပြီးတော့စောင့်ဆိုင်နေခဲ့တယ်။ဆီယာအတွင်းစီကိုဖောက်ဖို့ကမလွယ်လောက်ဘူးနော်။ငါလည်းဘလို့လို့ရင်ကောင်းမလဲစဉ်းစားနေတာ။သူတို့အတွင်းစီချထားတာအရန်ကိုစိတ်ဆက်လွန်နေရဲ့။ကျွန်တော်စူးစမ်းကြည့်ရမလားဆီယာ။မလုံးနဲ့မောင်ကောင်။ငါတို့ရောက်နေတာတိရနဲ့တိုင်နန်းရှင်ဒီထက်ပိုပြီးတော့နှိပ်ဆက်ခံရလိမ့်မယ်။ အောင်မြတ်သာနတ်မောင်နေတဲ့မျက်ခုံးနှစ်ခုကိုတွန့်အောင်စဉ်းစားနေရင်အကြံတစ်ခုတော့ရှိရဲ့အလုတ်ဖြစ်မဖြစ်တော့မပြောတတ်ဘူးဘလို့အကြံလဲရင်ဆရာတိုက်ဆရာနှစ်ယောက်ထဲမှာအကြီးဖြစ်တဲ့သူရဲ့စိတ်ကအနှဲငယ်နူးညံ့တယ်လို့ခံစားရတယ်။အဲအကြောင်းသူ့စိတ်ကိုစိတ်ညို့ပြီးတော့အတွင်းစည်းတွေကနေအပြင်ကိုထွက်လာအောင်လုပ်ရမယ်။အတွင်းစည်းကိုကြော်ရတဲ့စည်းပြင်မှာရှိနေတဲ့တိုက်ဆောင်တွေကသူ့ကိုရလိမ့်မယ်။အကြီးကိုရရင်သူ့ကိုတိုက်ဆောင်ဖြင့်ပြန်ခန့်ပြီးအငယ်ကိုပြန်တိုက်ခိုင်းလိမ့်မယ်။ ဆရာပြောတဲ့ကြံတိုင်အောင်မြင်ဖို့အတွက်တော့တိုက်ဆရာနှစ်ယောက်တည်းတယောက်ကိုစတိရမှာပေါ့အရင်ဆုံးအောင်မြင်ဖို့အတွက်စမ်းကြည့်ကြရအောင်အောင်မြတ်သာရာစမတ်ကွက်ထဲမှာရှိနေတဲ့တိုက်ဆရာနှစ်ယောက်ထဲကအကြီးဆုံးဖြစ်သူကိုအာယုံပြုပြီးတော့စိတ်ထဲကိုဝင်ရောက်ဖို့အတွက်စတင်စ조사ခဲ့ဒါပေမဲ့တိုက်ဆရာတွေရဲ့အစွမ်းကြောင့်စိတ်ကိုချုပ်ကင်လို့မရဖြစ်နေတဲ့အချိန်အမလီလေးဆရာတို့ရဲ့ကျမရဲ့မောင်လေးဖြစ်ကိုကြည့်ပါအောင်လားအဲ့လိုဆိုတဲ့အတန်တစ်ခုထွက်လာခဲ့ တိုက်ဆရာနှစ်ယောက်ကလည်းအတန်ကြားတဲ့နေရာကိုကြည့်လိုက်ကြ။ချီမန်းကွင်းတန်ကြောင်ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်တံရရီအပြည့်ဖြစ်နေတဲ့စေကျော်သက်အရွယ်ကလေးတစ်ယောက်ကိုမြင်တွေ့လိုက်ကြ။အဲ့ဒီချိန်အကြီးဆုံးတိုက်ဆရာဖြစ်သူရဲ့စိတ်ထဲမှာဒီကလေးကငါသားအရွယ်လောက်ပဲရှိသေးပါလား။အဲ့လိုဆိုတဲ့အတွေးနဲ့သူတနာစိတ်တွေဝင်လာခဲ့တယ်။အောင်မြတ်သားကလည်းဒီအခွင့်အရေးကိုအယယူပြီးတော့စိတ်ကိုညှို့လိုက်ကြ။တိုက်ဆရာရဲ့လှုပ်ရှားမှုတွေကသူ့ဆန္ဒအတိုင်းလိုက်လုံနေရကိုတတိထားမိခဲ့တယ်။ အဲ့ဒါကြောင့်ရာစမတ်ထဲမှာရှိနေတဲ့တိုက်ဆရာကို စီးပြင်းထွက်ဖို့အတွက်စီခိုင်းလိုက်ရှာဟိုကလည်းစိတ်ညူခံထားရသူပမာစီးပြင်းကိုခြေတလန်းထွက်မိသွားခဲ့တယ်။အဲ့ဒီချိန်စီးပေါက်သွားတဲ့တိုက်ဆရာကိုစီးပြင်းမှာစောင့်နေကြတဲ့တိုက်ဆောင်တရဲတွေကဂုတ်ကနေဆွဲယူပြီးတော့ဝိညာဉ်နှုတ်သွားတာကိုမြင်တွေ့လိုက်ရှာတယ်။ဒီအဖြစ်တွေကိုအငယ်ဖြစ်တဲ့တိုက်ဆရာကတတိမထားမိပဲမိမိရွတ်ဖက်ရမယ့်ကာရာတွေကိုတောင်မျက်စိမိတ်ပြီးတော့ရွတ်ဖက်နေခဲ့တယ်။ အဲ့ဒီအချိန်မှာပင်ချီမန်းကွင်းနဲ့ချီနောင်ခံထားရတဲ့တိုက်နှန်းရှင်တွေအားလုံးတဟီဟီတဟာဟာထရီပြီးတော့ကုန်းယုံထလာတာကြောင့်ရာဇမတ်ကွက်ထဲမှာကြံနေတဲ့တိုက်ဆရာကတတိပြန်ဝင်လာပြီးသူ့ရဲ့ပညာတွေနဲ့ပြန်လဲထိန်းချုပ်ဖို့ကြိုးစားပေမဲ့သူ့ရဲ့ပညာတွေကိုပြန်လဲခုခံနေတဲ့ပညာဆက်တချို့ကိုတတိထားမိခဲ့တယ်။ညီလေးငါငါစီးဖောက်ပြီလို့တိုက်ဆောင်ဖြစ်နေဘဝပြောင်းသွားခဲ့ရပြီ။မင်းရဲ့ပညာတွေငါထက်အဆင့်ပိုမြင့်အောင်ကြိုးစားပြီးမှထက်လာခဲ့ဟိ။ အဲ့လိုဆိုတဲ့အတန်နဲ့တူစက်ကြီးလိမ်ပြီးတော့မျက်လုံးကြီးပြူးထွက်နေတဲ့အကိုစရာဖြစ်သူကိုမြင်လိုက်ရင်တိုင်တန်းရှင်တွေလည်းအတွင်းစီးပေါက်သွားပြီဖြစ်တဲ့တိုက်စရာကိုတတ်ဖို့အတွက်ကြောက်မက်ခွေအစင်းတဒံတွေဖန်ဆင်းပြီးတော့ရှေ့ကိုတူးလာတဲ့အချိန်ရက်လိုက်ကြစမ်းဆိုတဲ့အတန်နဲ့တူအောင်မြတ်တာတို့ဆရာတပည့်တွေရှေ့ထွက်လာခဲ့ကြတယ်။သူတို့ရဲ့နောက်မှာတော့ဖိုးနီနဲ့အုပ်ဆက်ဆောင်မိမပြူတို့ရုတ်တရက်ပေါ်လာပြီးတိုင်တန်းရှင်တွေကိုစိတ်ထိန်ဖို့အတွက်ဖြောင်းဖြပြောဆိုနေကြတယ်။ အဲ့ဒီချိန်အောင်မြတ်တာကတိုင်နန်းရှင်နေဘက်ကိုလှဲ့ကတင်းတို့တိုင်နန်းလည်းမူလအချိန်နေပြန်ရောက်ပြီဆိုတော့ဂျန်နဲ့တယောက်ကိုတော့အသက်ရှင်ခွင့်ပေးလိုက်ကြပါအဲ့လိုတောင်းဆိုတော့မှတိုင်နန်းရှင်နေအားလုံးအန်ဒီကျိတ်တပြင်းနေချပြီးမျက်နာလွှဲသွားခဲ့တော့တယ်တင်းလည်းဒီနေရာကနေအမြန်သွားတော့တောင်းကြေယိုမရောက်မချင်းနောက်ကိုလှဲ့မကြည့်မိစေနဲ့လက်ဆက်တတ်တော့နင်တို့ကြောင့်စီးပေါက်သွားတာ哦မကြခင်နင်တို့အားလုံးစီကိုငါပြန်လာမယ်ဟိ တိုက်စီယာကအန်ဟိုချိတ်ပြီးတော့ကျုံးွားကဒေးစုံပါတောင်ကနေခြေလန်းကျဲကြီးတွေနဲ့ဆင်းသွားခဲ့တယ်။အဲ့ဒီချိန်မှာပင်ရှာစမတ်ကွက်ထဲမှာရှိနေတဲ့ကတော့ပွဲတွေကိုတိုက်ဆောင်ပုံကိုယ်တွေကဒေါသတကြီးကန်ကြောက်ပစ်ခွဲနေတယ်လို့တိုင်နန်းရှင်တွေကလည်းအောင်မြတ်သားတို့ကိုကျေးဇူးတင်ကြောင်းလာရောက်ပြောဆိုခဲ့ကြတယ်။အောင်မြတ်သားကတော့သူတို့ရဲ့တာဝန်ပြီးဆုံးပြီဆိုတော့တိုင်နန်းရှင်တွေနဲ့ဖိုးနီကိုနောက်နောက်အခုလိုဖြစ်မျိုးမဖြစ်အောင်တတိထားဖို့ပြောဆိုပြီးတော့ကြောက်သီးစီဒီပေါ်ကိုတက်သွားခဲ့ကြတယ်။ အောင်မြတ်သားတို့ကြောက်ထီးစီဒီမှာခုနှစ်ရက်ဒိတ်ထံဝင်ပြီးပြန်ဆင်းလာတဲ့ချိန်ဒေးစုံပါတောင်ကျော်ရဲ့တဆက်သေးဖြစ်တဲ့တောင်ပေါ်မှာစူးသွန်းနေတဲ့နတ်ပိတ်တာတစ်ပါးကိုဆုံးမပြီးခဲ့ကြရတယ်။နတ်ပိတ်တာရဲ့အစွမ်းကအလွန်ကြီးမားတဲ့အပြင်လမ်းလျှောက်တိုင်းခြေပွားအောက်ကနေမိဘွားတွေလွင့်ထွက်နေရကြောင်းတိုင်နန်းရှင်တွေကတိုင်နန်းရှင်တွေကသူ့ကိုခြေမိတောင်းနဲ့ဆိုပြီးတော့ခေါ်ဆိုကြောင်းလည်းသိရှိခဲ့ရပါတယ်။ပရိသတ်များရှင်ဇလန်လီကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ ီနေ့ရဲ့ဇာတ်လမ်းလေးကိုခုလိုမျိုးချိန်ပေးပြီးတော့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများရှိတင်ပါတယ်။နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။